ကောင်းပါလေကျွန်တော်ကတော့ဘာပြောပြောနှစ်50 60လောက်လုံးကျွန်တော်လက်လက်မှုတွေခက်ကနေဒီနေ့ချိန်ကြီးပေါ့နော်အဲဒါမြန်မာနိုင်ငံရဲ့ပြည်ပပေါင်းတဲ့မှုလူပြည်သူကရွေးချယ်တင်ကြတဲ့အမတ်နောက်ပြီးပြည်သူကရွေးချယ်တင်ကြတဲ့လူဒီကဒီမျိုးသားဒီမျိုးပြည်သူပွဲကြီးပေါ့တော်တော်သန်းသူကြီးရတယ်ပြောရွေးချယ်ထားတဲ့လူတယောက်ဖြစ်တဲ့အတွက်ဒါကစစ်မှန်တဲ့ဘာလဲဒီပေါ့ပြည်သူတွေကငွေဖွာလာတဲ့တမနာတော်တယောက်ဖြစ်လို့ယုံကြည်တယ်တမနာပေါ်နားလေပြည်သူတွေပေါ်နားလေပြင်မယ်တမနာပေါ်လို့ယုံကြည်တယ် ူတော်ဆုနဲ့အတူတည်းလောက်လာတဲ့နှစ်ပေါင်းလေးရည်ရည်ရမယ်ဆိုရင်မရည်နိုင်ဘူးလေပေါ့နော်ညာနေပြီပေါ့ဒါအဲ့ဒီသူလှုပ်ဆောင်ချက်အပေါ်မှာကြည့်မယ်ဆိုရင်ဘယ်ချိန်ပဲဖြစ်သူ့ရဲ့ဆိုးရတဲ့တည်င်းနဲ့ကျမတို့မတွေ့ရသေးဘူးပေါ့နော်ဟိုပွားတဲ့တည်င်းပဲပြပြအမှန်တည်င်းပဲပြမတွေ့သေးဘူးဒီနေ့ထိသူလှုပ်ဆောင်ချက်ကိုကျမတို့အားပေးတယ်ဒါဆိုရင်ဥရကျော်သမတာဖြစ်လာပြီဆိုတော့ပထမဆုံးအနေနဲ့ဘာတွေလှုပ်တင်လဲတန်တန်ရေးရတော့ပေါ့အပြစ်ခိုက်ရေးရတော့ဘာတွေလှုပ်တင်လဲ အပမောလို့လုတ်တက်လာတော့ကျွန်တော်တို့အဲဟိုဒီငင်းရဲရေပေါ့နော်ပြည်ရင်းငင်းရဲရေအဲရရှိဖို့အရေးကြီးတယ်အဲငင်းရဲရရှိမှလာတယ်ကျန်တဲ့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွေဆက်ပြီးတော့လုပ်ဖို့ရနိုင်တယ်လို့ပြောနေတာပါသူလက်သူလုတ်နိုင်မလို့ထင်လာဒီအလုပ်သမားရန်နေပါတဲ့လုတ်နိုင်ပြီဆိုတာထက်ဒါမှမဟုတ်ကျွန်တော်တို့အခုအချိန်မှာတော့ကျွန်တော်တို့တိကျကြောင်မပြောနိုင်သေးဘူးဒါမှမဟုတ်သူ့အနေနဲ့တော့ဘယ်လိုဆောင်ရွက်သွားမလဲဆိုတော့ဒါနဲ့သူ့အပေါ်မှာလည်းအများကြီးမူတည်နေတယ်ခင်ဗျာဟုတ်ကဲ့ ပါရမဇုန်နဲ့ချီလန်းလန်းလာတဲ့ဒီသမရဝန်တော့ပါရမဇုန်နဲ့ဘာတွေလုပ်တင်လဲကျမ်းကျမ်းရေးရဘောဒီတော်လဟိုအမျိုးသားရေးရရဘောနော်တော်လန်ရဟိုဒီအပြစ်ခံရေးဆေးရဘောဘာလုပ်တင်လဲလုပ်တင်လဲကျွန်တော်တို့စီမှာတခုဖြစ်နေကြတာငါနိုင်ငံတခုဖြစ်နေတာဒီဘာဟိုစီပွားရေးချုပ်ဆောင်ကြတယ်ဘောနော်နိုင်ငံတကာမှာတကယ့်အခြေအောင်ချမှာဒုတိယဆေးဆုံးနိုင်ငံဖြစ်နေတယ်အဲ့ဒီနေရာမှာကျွန်တော်တို့ပြည်သူ့မှာရှိတဲ့လုပ်သားတွေအနေနဲ့လည်းအလုတ်ကိုက်ခွင့်လည်းမရှိဘူးပြည်ပမှာရှိတဲ့ ူပါလူငယ်ပေါ့နော်လူငယ်လူငယ်လူလက်ပိုင်တော်များလုံးလုံးနိုင်တဲ့လူတော်များလည်းဟိုမှာကအလုတ်ကိုက်ခွန်းလာရင်ရှာပါလို့တပတ်ကိုတက်လာကြတယ်လုံးလုံးနေရတယ်အဲလိုဒီလူတွေအကုန်လုံးကပြည်တွင်းမှာအလုတ်ကိုက်ခွန်းလာရင်ပေါ်များမယ်ပြိုင်ပညာရေးကြောင့်ပညာရေးတပိုင်းစားဖြစ်တဲ့လူငယ်တွေနောက်ပြီးတော့မှလေလွင့်နေတဲ့ကလေးလူငယ်တွေအဲ့ဒီလူတွေတော့ပါသုံးပြရပေါ့အမတ်ကချက်ရှိတဲ့ပညာရေးစီးပွားရေးအလုတ်ကိုက်ခွန်းလာရင်ပုံများအောင်လုပ်မယ်ဆိုရင်ဘာပဲပြောမှန်းနိုင်ငံတော့တူတက်မှုတစ်ခုဖြစ်ရမှာဖြစ်တယ် ကျမတို့ယုံကြည်တာကအတူတက်လာရင်တိုင်းရင်သားတဲ့အားလုံးပေါ့နော်တိုင်းရင်သားရဲ့အရေးပဲလေတပြေးညီပဲဖွဲခြားမှုမရှိပဲလုပ်ပေးမယ်လို့လည်းကျမတို့ယုံကြည်တယ်နောက်ထပ်တစ်ခုကို तू ကဒီခါတိုင်းကတမရအနေနဲ့ဆိုရင်လူငယ်အပိုင်းနဲ့အဲ့လောက်ပြီးဆွဲခေါ်မှုမရှိဘူးလေဒီတစ်ခါကဆွဲခေါ်မှုရှိလိမ့်မယ်လို့လည်းကျမတို့မျှော်လင့်နေတာပေါ့